Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အနေနဲ့ Queen League Exam မှာဖြစ်တဲ့ Kobe Mainu တို့ပေါ့နော်။တကယ်ဇန်နဝါရီအပြောင်းအရွှေ့မှာထွက်သွားနိုင်သလားပေါ့။အဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်။သူတစ်ပင်းကျွန်တော်တို့က Joshua Zixi တို့ပေါ့နော်။ Kobe Mainu တို့နဲ့ပတ်သက်လို့ရှိရင်လက်ရှိအသင်းမှာ minute တွေကျွန်တော်တို့ပေါ့နော်လုံလုံလောက်ကျွန်တော်ရမနေဘူး။ဒီနေရာမှာသူတို့တွေဇန်နဝါရီအပြောင်းအရွှေ့မှာထွက်နိုင်သလားပေါ့ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲကျွန်တော်ကမ္ဘာဖလားနှစ်လေဖြစ်နေတယ်ပေါ့နော် အာကစားမားတိုင်းကပွဲကစားခွင့်ကိုတာဆူနေကြတဲ့အချိန်မျိုးမှာ ပွဲကစားခွင့်လက်ရှိအသင်းမှာမရဘူးဆိုရင်အသင်းထွက်ဖို့အသင်းကနေပြောင်းဖို့အတွက်ကျွန်တော်တို့ကကျိုးပန်းလာကြမှာပဲပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့ကလည်းကျိုးပန်းမှုတယ်အဲဒါပေမဲ့လည်းလို့ပေါ့နော်အစင်မပြေခဲ့ဘူးဆိုတော့လက်ရှိ United မှာဆိုလို့ရှိရင်လည်းနီးပြဒီ Ruben Amorim ကကိုဘီမင်းနူးကိုနေရာမပေးနိုင်ဘူးပွဲကစားခွင့်မများများမပေးနိုင်ဘူး Joshua Zirkzee ဆိုလို့ရှိရင်မထီတဲ့လောက်ကိုကျွန်တော်ဖြစ်နေပြီဆိုတော့အခုဒီကစားမတွေအနေနဲ့ပေါ့နော်ဇန်နဝါရီမှာထွက်နိုင်ကြီးဘယ်လောက်များသလဲပေါ့ တော့ကစားမားရဲ့စန္ဒကိုကျွန်တော်ကြည့်ရင်တော့တေးကြတယ်ဂျိုရှူဝါ6စီရောကိုဘီမင်းနူရောဒီဇန်ဝါရီအပြောင်းအရွှေ့မှာအသင်းကနေထွက်မှာပဲဘာလို့လဲဆိုတော့ဟိုမင်းနူအနေနဲ့ပေါ့နော်ဟိုကဘာဖလားလက်ယူကဘာဖလားမှာဆိုလို့ရှိရင်လက်ယူစင်အသင်းမှာသူပါခြင်းနေဗျာပြီးခဲ့တဲ့ယူရိုလုံးကတောင်မှတကယ်ဟိုရွေးချယ်ခင်ရပြီးတော့ final day ဘာဒီမှာအမှန်ကန်ကစားပြထားတာဒါပေမဲ့အဲ့လိုကစားမားတွေကအခု Manchester United လို့အဆင့်ဆက်လေးဝန်းကျင်မှာလဲပတ်နေတဲ့အသင်းမျိုးမှာနေရာမရဘူးဆိုတာမျိုးကလုံးဝဖြစ်တင်စရာအကြောင်းမရှိဘူးအဲ့ဒီတော့ကစားမားအနေနဲ့ ငါသာတကယ်ကစားခွင့်ရရင်လက်ရွေးစင်အတင်မှာရွေးချယ်ခံရနိုင်တဲ့စွမ်းဆောင်ရည်မျိုးပိုင်ဆိုင်ထားတယ်ဆိုပြီးတော့သူ့ကိုယ်သူယူဆထားမှာပဲဒီတော့ဒီကစားမအနေနဲ့ကျွန်တော်တို့လက်ရွေးစင်အတင်မှာကဘာဖလားအတွက်တန်ထန်တိများပါဖို့ကျူးပတ်မဲ့နေထားမျိုးမှာအတင်းကထွက်ဖို့ဒီဦးစားပေးဖြစ်လာမှာဂျူဂျူဝါဇစ်စီကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းဘလို့ပြောမလဲဝဲခေါစလိုကစားမမျိုးဗျာနော်ဝဲခေါစလိုကစားမမျိုးကလက်ရှိနယ်သာလန်တိုက်စီကိုဥဆောင်နေရတဲ့ချိန်ဂျိုဂျူဝါဇစ်စီအနေနဲ့ သူ့မှာလည်းပဲတကယ်တမ်းမိနစ်ကစားချိန်များများရမယ်ဆိုလို့ရှိရင်အခွင့်အရေးကကျွန်တော်ရှိနိုင်တာပဲအဲ့ဒီတော့ Memphis တပိုင်းတို့ဘာလို့ရဲ့နောက်ပေါ့နော်ဘီဗေကောက်စ်တူရဲ့နောက်မှာဆိုလို့ရှိရင်သူဟာရွေးချယ်ခံရနိုင်တဲ့ကစားမတယောက်ဖြစ်နိုင်တယ်။တိုးတိုးလည်းပဲ United မှာအရာတွေလုတ်ပြနိုင်မှုကစားခွင့်ရမနေဘူး။ကျွန်တော်ကတော့ Joshua Zixi ကိုအသင်းကနေဇန်နဝါရီမှာလက်လွတ်လို့ရတယ်လို့ကျွန်တော်ထင်တယ်။အငှားနဲ့ပဲဖြစ်ဖြစ်အပြီးတက်ပဲဖြစ်ဖြစ်ပေါ့။ဘာလို့လဲဆိုတော့တိုက်စစ်မှာကျွန်တော်တို့ဘောနော် တို့ဒီဘင်ဂျမင်ရှက်ကိုကျွန်တော်တို့ရှိမယ်။နေရိုနံပါတ်10မှာဆိုလို့ရှိရင်မေဆန်မောက်ရှိမယ်၊မက်ဒီစ်ကွန်ညာရှိမယ်၊ဘရိုင်ယန်အမ်ပူမိုရှိရယ်၊လိုအပ်ရင်ဘရူနိုဖရန်နက်စ်ကျွန်တော်တို့ရှိမယ်။အဲ့တော့ကျွန်တော်တွေးကြည့်ရင်ဟိုဂျူဂျူအာဇီဂီကိုပွဲကစားခွင့်ပေးဖို့ဆိုတာမျိုးကြီးကမဖြစ်နိုင်တဲ့လောက်ကြီးဖြစ်သွားပြီးတော့ဒုတိယပိုင်းလဲဖို့ဆိုတာမျိုးကလည်းတော်တော်ကြီးတိုင်ပတ်သွားပြီ။ဘာလို့လဲဆိုတော့အမြဲတမ်းနံပါတ်10တယောက်ဒီအရန်ကူမှာရှိနေမှာ။အဲ့တော့ကျွန်တော်တို့နေအဲ့ဒီကစားမကိုပဲဒုတိယပိုင်းလဲမှာပဲဆိုတော့ဂျိုရှူဝါ6ကအတင်းကနေပြီးတော့ဗောနော် ဟိုမိနစ်ပွဲကစားခွင့်ပေးဖို့အချိန်ကြီးအနည်းဆုံးဖြစ်နေပြီးတော့ဇန်နဝါရီမှာထွက်နိုင်ကြီးအများဆုံးကစားမလို့ကျွန်တော်ထင်တယ်ဒါပေမဲ့ main နဲ့ကျတော့အဲ့လိုမတူတော့ဘူးဒီပြီးခဲ့တဲ့ဘောနောကျွန်တော်တို့ဒီမနီက Rob Dawson interview တခုမှာပြောရတာဆိုလို့ရှိရင်ဇန်နဝါရီမှာ Kobe main အနေနဲ့ဘောနောအသင်းကထွက်ဖို့ကြိုးပမ်းလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့လို့ United ဘက်ကလက်လွတ်ဖို့တော့မလွယ်ဘူးထင်တယ်လို့သူပြောထားတယ်ဘာလို့လဲကျွန်တော်တို့ဒီမှာတွေးကြည့်လို့ရတယ်နံပါတ်1ခုနကပြောသလိုပဲကစားမအနေနဲ့ကတော့ပွဲကစားခွင့်ရကျင်နေတဲ့သူထွက်ချင်မှာပဲသို့တော်လည်းပဲ အစားထိုးစရာမရှိရင်ယူနိုက်တက်မလွယ်ပါဘူးဆိုတော့တပတ်မှတပွဲလောက်ပဲကစားရတယ်ဆိုတဲ့အခြေအမျိုးတွေကကစားမားတွေတော့ဘလို့မှအဆင်မပြေဘူးပေါ့နော်လူနေနေနဲ့တကျွန်တော်ကအဆင်ပြေနေတဲ့အနေအထားမျိုးပါအခုဆိုလို့ချင်းကျွန်တော်ကွင်းထဲမှာ၄ယောက်ရှိတယ်အဲ့ဒီထဲမှာဆိုလို့ချင်းကိုဗီမင်းနူးဒီနောက်ဆုံး option ပါနော်အကယ်လို့ကိုဗီမင်းနူးကိုလက်လွတ်လိုက်မယ်ဆိုလို့ရှိရင်အရန်ကုန်မှာကျွန်တော်ပေါ့နော်ဒါဥကာဒီတယောက်ပဲကျွန်တော်ရှိတော့မယ်အဲ့ဒီတော့မင်းနူးတွက်ကဘလို့မှအဆင်မပြေဘူးနော်မင်းနူးကိုကျွန်တော်လက်လွတ်ရမယ်ဆိုလို့ရှိရင်နောက်တယောက်ပြန်အစားထိုးနိုင်မှာကျွန်တော်ရမယ် နောက်တစ်ယောက်ကျွန်တော်ပြန်စားထုတ်နိုင်မှကျွန်တော်ရမယ်။ဘာလို့လဲဆိုတော့ဟိုနီးပြားကမင်းနူးကိုလက်မလွတ်ခွဲဘူးဆိုတဲ့အချိန်ဒီမျိုးမှာမင်းနူးကသူ့ system နဲ့မှာကောင်းလို့သူတကယ်အသိမှဆက်ထားခြင်းလို့ဆိုတာမျိုးတွေကအပလာပဲရှိကြဗျာ။တကယ်တကယ်တည်းကအစားထိုးစရာမရှိလို့ပဲ။အကယ်လို့ဇန်နဝါရီပြောင်းရွှေ့မှာ United အနေနဲ့ကွန်းလင်ကစားမတစ်ယောက် MOD စိတ်ကြိုက် MOD နဲ့ကန့်ညီတဲ့ profile တစ်ယောက်ကိုကျွန်တော်တို့ကအစားထိုးနိုင်မယ်ဆိုရင်မင်းနူးကိုလုံးဝလက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။အပြစ်တက်တော့မဟုတ်ဘူးဗျာနော်အငှားပေါ့။ ဆိုတော့အပြလုံးဝအငှားလက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါဟာတော်တော်လေးကိုတိုင်ပတ်ပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ menu ကိုအစားထိုးစရာကစားမဇန်နဝါရီမှာမရပဲနဲ့လက်လွတ်ဖို့ဆိုတာကတော်တော်ကိုခဲရင်တယ်လို့ကျွန်တော်ယူဆတယ်ဆောင်တော့ကျွန်တော်ကြည့်ရမယ်အခုဆိုလို့ရှိရင် Rob Dawson ပြောပုံရဆိုရင်တော့ menu ကဇန်နဝါရီမှာထွက်ဖို့မလွယ်ဘူးပေါ့နော်ကျွန်တော်ကတော့ Zixi ကိုတော့လက်လွတ်နိုင်တယ်လို့ထင်တယ် menu ကိုတော့အစားထိုးစရာရှိရင်လက်လွတ်လိမ့်မယ်လို့ထင်တယ်မဟုတ်ရင်တော့မလွယ်ပါဘူးအခုက Bruno နဲ့ Casemiro ဒီပုံမှန်ပွဲထွက်ခွင့်ရနေပြီးတော့သူတို့နောက်မှာ Ugarte ကျွန်တော်ရှိမယ်အဲ့ဒီနောက်မှာမှာ ခိုဘီမင်းနူးရှိမယ်ဆိုတာမျိုးကဘလူးမန်ကစားမလေးတွေအဆင်မပြေဘူးเนาะဆိုညီကတို့ရောခိုဘီမင်းနူးကိုကျွန်တော်တို့ဗောနော်ဇန်နဝါရီမှာလက်လွှတ်ရနိုင်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်